ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့မှာထားရှိမဲ့ဗိုလ်ချုပ်အောင်ဆန်းကျေးရုပ်ကိုကျေးတွန်းကျုလုပ်ခဲ့တဲ့မန္တလေးမြို့ကနေတည်ဆောင်လာခဲ့ရာလာရှုမြို့ကိုမေလ23ရက်နေ့ညနေပိုင်းကရောက်ရှိခဲ့ပါတယ်။လာရှုမြို့ကိုရောက်ရှိလာတဲ့ဗိုလ်ချုပ်အောင်ဆန်းကျေးရုပ်ကိုဒေသခံအများပြားကကြိုဆိုခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကျေးရုပ်ကို2014ခုနှစ်ကတည်းကမန္တလေးမြို့မှာရှိတဲ့ပြည်ဝကျေးတွန်းလုပ်ငန်းမှာစတင်ထုလုပ်ခဲ့တာဖြစ်ပြီးအမြင့်၈ပေရှစ်လမ်းမှာရှိကစက်သိန်း150အသုံးပြုထုလုပ်ခဲ့လို့သိရှိရပါတယ်။ဗိုလ်ချုပ်ကျေးရုပ်သုံးလုပ်ပြီးစီးနေမှုကကြာနေပြီဖြစ်ပေမဲ့အရင်ဆိုးရလက်ထက်ကခွင့်ပြုတဲ့မှတ်ချက်တစုံတရာမပေးခဲ့တဲ့အတွက်ကြောင့်မန္တလေးကျေးတွန်းအလုပ်ရုံမှာပဲထားထားရပြီးတော့အခုချိန်မှာတော့လာရှုမြို့မှာထားရှိဖို့တည်ဆောင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ဘိုးချုပ်ကျေးရုပ်ကိုရက်ွက်လေးရှိမဟာဘောဓာယုံ ပရိယတ်တိစာတင်တိုက်မှာယာယီထားရှိထားပါတယ်။ဒါရှုမြို့ဘိုးချုပ်ကျေးရုပ်ပြည်မြောင်ရေးကော်မတီရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဦးတောင်းလင်ကဘိုးချုပ်ကျေးရုပ်ကိုနန်းဟေဝင်ပန်းချံဒါမှမဟုတ်အာဇာနီကြောက်တိုင်တွင်နှစ်နေရာမှာထားရှိဖို့တောင်းဆိုထားပြီးဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်တဲ့ဇွန်လ19ရက်နေ့မှာတော့ဘိုးချုပ်ကျေးရုပ်ကြီးကိုမြို့ကိုလှည့်ပတ်အလေးပြုခံမယ်လို့ပြောပါရယ်။ဘိုးချုပ်ကျေးရုပ်တည်ဆောင်လာရမှာတော့လမ်းတက်လျှောက်မှာ လာရောက်ကြိုဆိုကြသူတွေများပြပြီးအလူရှင်စေတနာရှင်တွေကလည်းအကျိုးမွေးတွေနဲ့အခန့်ကျင်းမေးကြတာကိုတွေ့ရှိရပါတယ်။